ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်မတ်လ6ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို NUG စီရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပရမဆုံးစီရေးသတင်းနေဖြင့်ရေစကြိုနဲ့မြောင်မြို့နယ်အဆက်ကရွာတွေကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကရွာသားအချို့နဲ့ဖုံကြီးတစ်ပါးကိုတတ်ဖြတ်တဲ့သတင်းကိုတင်ပြပေးပါမယ် မကွေးတိုင်းရေစကြိုနဲ့သကိုင်းတိုင်းမြောင်မြို့နယ်အဆက်မှာရှိတဲ့ရွာတွေကိုစစ်ကြောင်းထုံးနေတဲ့စစ်ကောင်စီစစ်ကြောင်းကရွာသားအချို့နဲ့ဘုံကြီးတစ်ပါးကိုတတ်ဖြတ်သွားတယ်လို့မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM တာဝန်ခံကိုနွေဦးကပြောပါတယ်။အဲ့ဒီစစ်ကြောင်းဟာမတ်လ၄ရက်ကစပြီးရေစကြိုမြို့နယ်အပိုင်းမြောင်မြို့နယ်အဆက်မှာရှိတဲ့မြေစွန်းကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကအနည်းအနာကရွာတွေကို၃ရက်ဇက်တိုက်မိရှို့ဖျက်ဆီးခဲ့တာလို့သိရပါတယ်။ မြေစွန်ကြီးရွာကို၃ရက်ဆက်မီးရှို့နေတဲ့စစ်ကောင်စီစစ်ကြောင်းကိုဝင်ရောက်တားမြစ်တဲ့တပ်တော်80ခန့်အရွယ်ရှိတဲ့ဖုံကြီးကို စစ်ကောင်စီတပ်သားတွေကမတ်လ၄ရက်နေ့မှာပြစ်ခတ်တပ်ဖြတ်ခဲ့တာလို့ဆိုပါရယ်။ အကြံဖတ်စစ်တပ်ရဲ့စစ်ကြောင်းထုံးမှုကြောင့်မြေစွန်းကြီးရွာကဒေသနေပြည်သူတွေထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပြီးစရင်အတိအကျမသိရသေးဘူးလို့အသိပေးပါတယ်။အဲဒီစစ်ကောင်စီစစ်ကြောင်းဟာမတ်လ9ရက်နေ့မနက်ပိုင်းမှာလဲရေလေကျွန်းဒေသကမြေစွန်းတော်ရွှေလန်းဇရက်နီတာကောင်လေးကြီးရွာတွေကိုမီးရှို့ဖျက်ဆီးသွားတယ်လို့ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီကလည်းအသိပေးပါတယ်။ဒါအပြင်မတ်လ9ရက်နေ့မနက်8နာရီခန့်မှာလဲရေစကြိုမြို့နယ်ကရွှေလန်ကျေးရွာကိုစစ်ကောင်စီက Jet Fighter နဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ စစ်ကောင်စီရဲ့စစ်ကြောင်းကြောင့်မြောင်မြို့နယ်မှာရှိတဲ့ငရံအုံနဲ့မင်းလှရေစကြုံမြို့နယ်ကတာကောင်ကြီးဇရက်နီနဲ့တာကောင်လေးပါတို့ကဒေသနေပြည်သူတွေပါစစ်ဘေးရှောင်နေရတယ်လို့မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM ကပြောပါတယ်စစ်ကောင်စီစစ်ကြောင်းကြောင့်ရေစကြုံမြို့နယ်မှာရှိတဲ့မြေစွန်းစင်ချေယာမလကာချံရွှေလှံရွာတိရွာနဲ့မြောင်မြို့နယ်ကစနွင်းကိုင်းစူလီကုံမြစ်တာစင်လောင် ဒုက္ခဒီပမြစ်ဆုံစတဲ့ရွာတွေကဒေသနေပြည်သူ1000ကျော်ဖေဖော်ဝါရီလ26ရက်ကစပြီးစစ်ဆောင်နေရတယ်လို့သိရပါဗျ။ဆိုပါစစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်နေရာ ဖေဖော်ဝါရီ26ရက်ကဖြစ်ခဲ့တဲ့တိုက်ပွဲမှာစစ်သားအလောင်း9လောင်းနဲ့6ဦးအရှင်ဖမ်းမိပြီးလက်နက်၄လက်ရရှိခဲ့တယ်လို့မတ်လ9ရက်နေ့ကဖြစ်ခဲ့တဲ့တိုက်ပွဲမှာလည်းစစ်သား၄ဦးသေဆုံးသွားတယ်လို့သိရပါပါတယ်ခင်ဗျာ။ ဒုတိယစီးရဲသတင်းနေဖြင့်ကမ်းဘလူးမြို့နယ်ငပြောတန်းရွာအနီးမှာစစ်သား၂ဦးကိုလက်နက်ခဲယမ်းတွေနဲ့အတူဖမ်းမိတဲ့သတင်းကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းကမ်းဘလူးမြို့နယ်ငပြောတိုင်းကျေးရွာအနီးမှာစစ်ကောင်စီတပ်သား၂ဦးကိုလက်နက်ခဲယမ်းတွေနဲ့အတူအရှင်ဖမ်းမိထားတယ်လို့ကမ်းဘလူးခရိုင်အမှတ်၄တရင်ကဒီနေ့မတ်လ6ရက်မှာထုတ်ပြန်ပါတယ်။ရွှေဘုံမြကြီးနားဗျူဟာလမ်းပေါ်မှာရှိတဲ့ငပြောတိုင်းရွာအနီးမှာကမ်းဘလူးခရိုင်အမှတ်၄တရင်ကမ်းဘလူးခရိုင်ပကဖပအဖပလဖ PDF တို့ပါတဲ့ပူးပေါင်းစစ်ကြောင်းကရဲဘော်တွေနယ်မြေရှင်းလင်းရေးလှုပ်ဆောင်နေချိန်မနေ့မတ်လ9ရက်နေ့မှာဖမ်းဆီးရမိခဲ့တာလို့သိရပါတယ်။ဖမ်းဆီးရမိသူတွေဟာစစ်တပ်စစ်ကြောင်းကနေထွက်ပြေးလာတဲ့သူတွေမဟုတ်ဘဲနယ်မြေရှင်းလင်းရေးလုပ်နေချိန်မှာဖမ်းဆီးရမိခဲ့တာဖြစ်တဲ့အတွက် အသေးစိတ်အချက်အလက်တွေသိရအောင်စစ်ဆေးနေစေလို့ကမ္ဘလူခရိုင်အမှတ်လေးတရင်တာဝန်ရှိသူတဦးကဆိုပါတယ်အကြံဖတ်စစ်ကောင်စီဟာရွှေဘုံမြကြီးနားဘူဟာလမ်းမိုင်းကိုထိန်းချုပ်နိုင်ဖို့စူးစမ်းနေရာ ေဖော်ဝါရီလ20ရက်နေ့ကလည်းအကျန်းဖက်စစ်သားအင်အား300ခန့်နဲ့ဇီးကုံးတကြဆက်ကနေရွှေဘုံမြကြီးနားလမ်းပေါ်ထွက်လာတဲ့အကျန်းဖက်စစ်တပ်စစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုများခဲ့တယ်လို့မတ်လ3ရက်နေ့မှာလည်းကားနှစီးနဲ့ထွက်လာတဲ့စစ်သားတွေနဲ့ပြူစောထီးတွေကိုတိုက်ခိုက်ခဲ့ရာမှာစစ်အုပ်စုဘက်ကထိခိုက်သေးဆုံးမှုတွေရှိခဲ့ပြီးဖမ်းဆီးရမိတဲ့ကားကိုတော်လိုင်းတပ်တွေကမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ တော်လိုင်းတက်တွေရဲ့တိုက်ခိုက်မှုကြောင့်အထိနာနေတဲ့အကြမ်းဖက်ဆဲအုပ်စုဟာဒေသနေပြည်သူတွေကိုတစားကန်အဖြစ်ဖမ်းဆီးတပ်ဖြတ်ထားနဲ့အိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေလုပ်နေတာကြောင့်ဒေသနေပြည်သူတွေထွက်ပြေးနေရတယ်လို့သိရပါတယ်ခင်ဗျာဆလဘီကော်တူးလေအုတ်ချုပ်နယ်မြေလဲဒိုနဲ့မူးမြို့နယ်ကိုစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်တဲ့အတွက်နှစ်ဦးဒဏ်ရာရပြီးအိမ်တလုံးပျက်စီးတဲ့သတင်းကိုတင်ပြပေးပါမယ်။ ကရင်မျိုးသားစီယုံ KNU ကိုတူးလေအုပ်ချုပ်နယ်မြေတွေထဲကလေတုံနဲ့မူးမြို့နယ်ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်တဲ့အတွက်ဒေသနေပြည်သူ2ဦးဒဏ်ရာရပြီးအိမ်တလုံးပျက်စီးသွားတယ်လို့ KNU ဗဟိုကဒီနေ့မတ်လ6ရက်မှာထုတ်ပြန်ပါတယ်။ကိုတူးလေအုပ်ချုပ်နယ်မြေခလဲလွီထူခရိုင်ထဲကလေတုံမြို့နယ်နဲ့မူးမြို့နယ်အတွင်းကခြေရွာတွေကို အနာသိအကြံဖက်စစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာနဲ့ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေကြောင့်အပြစ်မဲ့အရက်သားပြည်သူတွေထိခိုက်ဒဏ်ရာရပြီးအိမ်တွေပျက်စီးခဲ့ရတာလို့ဆိုပါတယ်။အကြံဖက်စစ်ကောင်စီတပ်တွေဟာမတ်လတရက်နေ့မှာလေတုံမြို့နယ်တဲကအင်းနဲ့ရွာတဲကိုဒရုန်းနဲ့120မမဘုံဒီ၃လုံးကျဲချခဲ့တာကြောင့်အသက်80ကျော်အရွယ်မျိုးသားတဦးနဲ့အသက်9နှစ်အရွယ်ကလေးငယ်တဦးဒဏ်ရာရခဲ့ပြီးအိမ်တလုံးပျက်စီးခဲ့ရတယ်လို့ဒေသနေပြည်သူတွေမွေးထားတဲ့နွားသုံးကောင်သိဆုံးခဲ့ရတယ်လို့အသိပေးပါတယ်။ အလားတူမတ်လ3ရက်နေ့ည8နာရီခွဲဝန်းကျင်မှာလဲအကျန်းဖက်စစ်ကောင်စီရဲ့တောင်ဦးလေတပ်စခန်းကတက်လာတဲ့ Jet Fighter ကငထွေစုပ်ကျေးရွာကိုပေါင်900ဘုံသီးနှလုံးကျဲချတက်ခတ်ခဲ့တာကြောင့်ဆိုင်ကယ်တစီဓာတ်စီ2ပီပါရေနံစီ3ပီပါကိုထိမှန်ပြီးမီးလောင်ပျက်စီးခဲ့ရတဲ့အပြင်စားအိတ်20နဲ့ထွန်းစက်ဘိန်းတစ်ခုပျက်စီးခဲ့ရတယ်လို့ထုတ်ပြန်ထားပါတယ်။အကျန်းဖက်စစ်ကောင်စီဟာကော်တူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့ဒူပလာခရိုင်ကော့ဂရိတ်မြို့နယ်အတွင်းကပြည်သူလူထုနေထိုင်ရာကျေးရွာတွေကို မတ်လ၄ရက်နဲ့၅ရက်တို့မှာနှစ်ရက်ဆက်တိုက်လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက်စာတင်ကြောင်းတစ်ကြောင်းနဲ့အိမ်၃လုံးပျက်စီးပြီးအပြစ်မဲ့အရသားပြည်သူ၄ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ KNU ဗဟိုရဲ့မှတ်တမ်းတွေအရသိရပါဗျာ။ စစ်ကောင်စီဟာစည်ရေးပြစ်မှတ်မဟုတ်တဲ့ဘာသာရေးအဆောက်အုံတွေပြည်သူစေယုံစေကန်းနဲ့စာတင်ကြောင်းတွေအပြင်အပြစ်မဲ့အယက်သားပြည်သူများနေထိုင်ရာနေရာတွေကိုပြစ်မှတ်ထားပြီးရွေကျက်ရှိရှိနဲ့ဘုံကျဲတိုက်ခိုက်နေတယ်လို့ KNU ဘက်ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီအနေနဲ့အခုရက်ပိုင်းမှာ KNU အုပ်ချုပ်နယ်မြေတွေသာမကကချင်း၊ရှမ်းမြောက်၊မကွေး၊ပဲခူး၊ရခိုင်ချင်းနဲ့ကယင်းဤစတဲ့ဒေသတွေအပါအဝင်မြန်မာနိုင်ငံတဝန်းကအယက်သားပြည်သူတွေနေထိုင်ရာနေရာတွေကိုဇက်တိုက်ဆိုးသလိုဘုံကျဲတိုက်ခိုက်နေတာပဲဖြစ်ပါရခင်ဗျာ ဆက်လက်ပြီးမြောက်ကလဘမှာရှိတဲ့ခမရ435တပ်ရင်းဂိတ်ကိုလက်ပစ်ဘုံနှလုံးနဲ့တိုက်ခိုက်တဲ့တရင်ကိုတင်ပြပေးပါမယ်။ရန်ကုန်မြို့တော်ကမြောက်ဥက္ကလာနဲ့တောင်ဥက္ကလာမြို့နယ်အဆက်မှာရှိတဲ့ခမရ435တပ်ရင်းဂိတ်ကိုလက်ပစ်ဘုံနှလုံးပစ်သွင်းပြီးတိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်မြို့ပြပျောက်ကြားတပ်တွေကပြောပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ခမရ435တပ်ရင်းဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကမတ်လ၄ရက်နေ့ည၈:၁၀မိနစ်ခန့်အချိန်မှာလက်ပစ်ဘုံနှလုံးနဲ့အနီးကပ်ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့အကြံဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ထိခိုက်သေးဆုံးမှုအခြေအနေကိုတော့အတိမပြုနိုင်သေးပဲတော်လိုင်းတပ်ဖွဲ့ဝင်တွေအထိခိုက်မရှိဘူးလို့အတိပေးထားပါဗျ အကြံဖတ်စစ်တပ်ရဲ့ခမရ435တပ်ရင်းဂိတ်ကို Freeland Attack Force FLA နဲ့ရန်ကုန် Army YA တို့ကတော်လှန်ရေးဘော်တွေပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ရန်ကုန်မြို့ပြကိုအကြံဖတ်စစ်ကောင်စီဘက်ကလုံးဝအုပ်ချုပ်ခွင့်မရအောင်တော်လှန်အင်အားစုများအနေနဲ့အစွမ်းကုန်တွန်းလှန်ခုခံနေမှာဖြစ်ပြီးရန်ကုန်မြို့ပြအတွင်အများပြည်သူနဲ့အတူလျှို့ဝှက်စွာရှိနေမယ်လို့ရန်ကုန်မြို့ပြတော်လှန်ရေးအဖွဲ့တွေကအသိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ယခုနောက်ဆုံးစစ်ရေးသတင်းအနေဖြင့်ငဇုံမြို့ကနေကားနှစ်စီးနဲ့ထွက်လာတဲ့စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်က2ဦးသေပြီး3ဦးဒဏ်ရာရတဲ့သတင်းကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းငဇုံမြို့ကနေကားနှစ်စီးနဲ့ထွက်လာသောအကြမ်းဖက်စစ်အုပ်စုကိုတိုက်ခိုက်ခဲ့ရာမှာစစ်တပ်ဘက်က2ဦးသေပြီး3ဦးဒဏ်ရာရသွားတယ်လို့ TGYR Youth Guerrilla Counter Revolution NZ တပ်ဖွဲ့ကပြောပါတယ်။ငဇုံမြို့ကကားနှစ်စီးနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်သားနဲ့ပြူစော်တီအင်အား80ခန့်ပါတဲ့စစ်အုပ်စုကြောင်ကြီးကုန်းဖျားကိုရောက်နေတယ်လို့သတင်းရတဲ့အတွက် TGYR တပ်ဖွဲ့က TGYR drone team နဲ့မဟာမိတ်တပ်တွေက match လတရက်နေ့မနက်7:00နာရီခန့်မှာ drone နဲ့ပုံကျဲပြီးမြေပြင်ကနေ40မမလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ဒီတိုက်ပွဲမှာအကြမ်းဖက်စစ်အုပ်စုဘက်က2ဦးသေဆုံးပြီး3ဦးဒဏ်ရာရရှိကအရေးပေါ်ကုသမှုခံယူနေရတယ်လို့ကားတစ်စီးပျက်စီးသွားတယ်လို့အသိပေးထားပါတယ်။ အဲ့ဒီစစ်အုပ်စုကို TGYR Youth Guerrilla Counter Revolution and ZS TGYR Drone Team နဲ့အတူအာမန်တစ်ပျောက် जा တက်ဖွဲ့ငဇုံမြို့နယ်ပကဖမန္တလေးခရိုင်အမှတ်၅တပ်ရင်း Fight for Freedom FFFNK တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ငဇုံမြို့နယ်အတွင်းမှာစစ်တပ်ကပြည်သူတွေကိုပိတ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေအများလို့ပြုတ်လုနေတာကြောင့်လေကြောင်းအသည့်သတိရှိစွာနေထိုင်ကြဖို့ TGYR တပ်ဖွဲ့ကသတိပေးနှိုးဆော်ထားပါတယ်ခင်ဗျာ အခုတင်ပြခဲ့တဲ့စီးရဲသတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ